ီတတိမရှိရင်ပညာဆိုတာမဖြစ်ဘူးတတိရှိမှပညာဖြစ်တယ်စာပေကျမ်းကမှဘလို့ဆိုတော့ဆိုရင် နာဟိတတိဝိရိတာပညာနာမအထိ လောကမှာတဲ့တတိကင်းတဲ့ပညာဆိုတာမရှိဘူးတဲ့တတိရှိမှပညာဆိုတာဖြစ်တယ်ဒါမို့ကိုကိုကိုအမြဲတမ်းတတိထားနေခြင်းဟာအသိပညာတိုးတက်ခြင်းအကြောင်းတော့တရားထုတ်တယ်ဆိုတာလေကိုကိုကိုတတိထားနေခြင်းသာဖြစ်တယ် ခုနကကိုယ်စိတ်ထဲမှာစိတ်တဏှုပဒနာလို့ဆိုတဲ့ထဲမှာเนาะနောက်စိတ်ဟာလောဘတွေနဲ့အဖြစ်များသလားဒေါသတွေနဲ့အတွဲများနေသလားမောဟတွေနဲ့အတွဲများသလားအဲ့တော့လောဘဒေါသဆိုတာကိုယ်ရင်ထဲမှာအမြဲဖြစ်နေတာမဟုတ်တော့မကြမ်းမကြမ်းလာတွဲတာဆိုတာထင်ရှားတယ်ပေါ့ကိုယ်အဝတ်မှာဖြူစရာဖို့ထားတဲ့အဝတ်ကလေးဟာအမြဲတမ်းနွမ်းနေတာမဟုတ်ဘူးနွမ်းနေတဲ့အညစ်အကြေးဟာပြင်ဘက်ကလာတာဖြစ်တယ် ို့တူပဲစိတ်แท้ကလည်းပဲလောဘအမြဲဖြစ်နေတာမဟုတ်သည့်အတွက်ကြောင့်လောဘဟာအကြောင်းတိုက်ဆိုင်မှာပေါ်လာတာဖြစ်လို့ဒါအငြိအကျေးတစ်ခုလို့မှတ်ရမှာဖြစ်တယ်။ဒေါသဆိုတာလေအာယုန်တစ်ခုနဲ့ပတ်သက်လာပြီးတော့အသင်တင်နှလုံးမသွင်းတတ်လို့ဒေါသဖြစ်စရာအာယုန်နဲ့တွေးတဲ့အခါမှာဒေါသဖြစ်လာတာဒါလို့စိတ်ရဲ့အငြိအကျေးလို့ခေါ်တာ။မောဟဆိုတာစင်ញင်သုံးသပ်ရမယ့်အချိန်မှာစင်ញင်သုံးသပ်နိုင်စွမ်းမရှိဘူးဆုံးဖြတ်နိုင်စွမ်းမရှိဘူးဆိုတဲ့အခါမှာမောဟဆိုတာဝင်လာတာဖြစ်တယ်